2019ခုနှစ်ကိုစီးပွားရေးဥမောအောင်လှုပ်ဆောင်မဲ့နှစ်အနေနဲ့သတ်မှတ်ထားတယ်လို့စီမံဘဏ္ဍာဝန်ကြီးကပြောပါတယ်ဒီတဲ့ရင်ကိုဥနေဖြုံဝင်နှိပြတော်ကနေပြပို့ထားပါတယ်ရှင်ဒီကနေ့ဇွန်လ6ရက်နေ့ကပြုလုပ်တဲ့မြန်မာ investment program မှာပြောတာပါအစိုးရတက်လက်ထက်ရဲ့ပြီးခဲ့တဲ့တနစ်တာကာလကိုတော့ပြည်လမ်းပေါ်မှာပြင်းနေတဲ့ကာလအဖြစ်သတ်မှတ်တယ်လို့ဆိုပါတယ်အဲကျွန်တော်အစိုးရဖွင့်နေတဲ့အဲဒီခါလေးတည်းဖြစ်ပြီးရှိပါတယ်ပြီးခဲ့တဲ့ပြုဆောင်ခဲ့တဲ့တနစ်တာကာလဟာလင်းရည်တည်းအနေနဲ့ရာမန်မှာပြီးတဲ့အချိန်ကာလလို့ကျွန်တော်သတ်မှတ် ဒါပေမဲ့ဒီနေ့ဒီကာလတော့ရောင်းမရနေဘူးလို့ကဘာမြင့်ကြီးရဲ့ကပတီကိုစန့်ကျင်ပြီးတော့တုံ့ပြန်ပြီးတော့ချက်ပေါ်ပါနဲ့ဒီထဲကိုပြတ်တော်လို့မရရဆိုတော့သတ်မှတ်တာ။ဒါကြောင့်မို့2017 Champion is our decade ။ကျွန်တော်တို့ရှိတဲ့အစမ်းစားနဲ့မိဖို့ရအောင်လို့ကြိုးစားပြီးတော့ထောက်ပြန်တယ်။ဥမ္မောတက်လာအောင်လို့အပတ်ထရရအောင်လို့ကြိုးစားပါတော့။ဒါကကျွန်တော်လက်ရှိ ဒီမှန်တဲ့ vision ကိုဒီမှာရတဲ့ဖြစ်ပါတယ်။စီးပွားရေးဥမောအောင်လုပ်မယ်ဆိုတာလက်ရှိအခြေအနေအရမဖြစ်နိုင်ပေမဲ့ဘလူဝက်ဖဲတွေ ရှိလို့အခုလို့ပြောတာလဲတော့မသိဘူးလို့စီးပွားရေးပညာရှင်တဦးကတုံ့တက်ပါတယ်။အဲလုံတာကိန်းတာအခုဒီမှာလည်းတော်တော်ပြောတယ်။အဲလုံတာကိန်းတာရှိသလားလုံတာကိန်းတာပိုရွရှိလာသလားနောက်တစ်ခါပိုပြီးဖြေလျှော့တာတွေများသလားပေါ့ဒီနှစ်ချက်ပေါ့နော်ပြည်ရင်းလုပ်ငန်းရှင်ရောပြည်ပလုပ်ငန်းရှင်ရောပိုပြီးလုံတာကိန်းတာရှိသလား အပူပြီးတော့ဖြည့်ဆုံးမှုတွေများလာဒီပေါ်မှာမူတည်ပြီးမှတော့စီးပွားရေးကတိုးတက်မှာပေါ့ပြည်တွင်းထုတ်လုပ်မှုအားနည်းတဲ့အနေအထားမှာစီးပွားရေးဦးမောဖို့ဆိုတာတိတ်တော့မဖြစ်နိုင်ဘူးလို့လည်းလုပ်ငန်းရှင်တူကပြောပါတယ်ဥပမာဝန်ထမ်းကြီးပြည်တိတ်ကောဖြစ်ဖို့ဆိုလို့ရှိရင်နိုင်ငံခြားချင်းဝင်တဲ့ဟလာဒီ infrastructure တွေကိုသူကဝန်ထမ်းကြီးလုပ်ပါလားပေါ့နော်ဥပမာတံတားတွေအစင်းပေါင်းထောင်နဲ့ကြည်ပြီးစောက်ပါလားလမ်းတွေဖောက်ပါလားဟလာဒီငွေတွေကနေပြီးတော့ပြည်တွင်း contractor တွေရဲ့နော်ကြိုးစည်းပွားအတွက်ဟလာနော်ငွေငွေတွေရလာမယ် အပြင်းတွေမှာရှိတဲ့ဟလာအလုပ်သမားတွေလောကတွေရလာမယ်ပြင်းတွေလက်ပတ်ဝင်ရှိလို့စီးပွားရေးတက်လာမယ်ဆိုတဲ့အနေအထားမျိုးပဲစဉ်းစားကြရှိတယ်အဲ့တော့နိုင်ငံခြား investor တွေကလည်းပဲအဲ့လိုအထိပတ်သက်ရင်းနှီးမြှုပ်နှံမှုကြွားပြီးဟိုချက်ချင်းနေရင်းကြရင်ဖြစ်ကြအကြောင်းလို့ရှိတယ်ဒါဆိုတော့နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုဆိုတာကကိုယ်ဝင်နဲ့ကိုယ်လာလောက်တာမဟုတ်ဘူးတို့ရဲ့နိုင်ငံတော်ပတ်စံဖြစ်ဖြစ်မဖြစ်လို့ရှိရင်တို့တို့ကုမ္ပဏီပတ်စံဖြစ်ဖြစ်မဖြစ်လို့ရှိရင်ဗန်ရှင်းဝင်နေလာမှာဆိုတော့တို့တို့မှာ feasibility study လုပ်ဖို့ရှိတယ်။နောက်တပ်ပါတီရဲ့ recommendation တွေရှိတယ်။ permission တွေရှိတယ်။ ဒီဘက်ကတကားဖွင့်ပေးလိုက်ဆိုချက်ချင်းဝင်လာလို့ရတယ်မဟုတ်ဘူးအဲ့တော့ဟိုဒီတနေ့2019အတွင်းမှာတိုးတက်လာမယ်ဆိုတာတော့ကျွန်တော်တို့အနေနဲ့တော့ဟိုတိတ်တော့အားမရဘူးတိုင်းပြည်စီပွားဖွံ့ဖြိုးတိုးတက်ဖို့လုပ်တဲ့နေရာမှာအခြေခံအဆောက်အအုံတွေလိုအပ်ချက်ကအဓိကအားအနေချက်ဖြစ်တယ်လို့ဒုတိယသမ္မတဦးမြင့်စွေကပြောပါတယ် နိုင်ငံတကာအဖွဲ့အစည်းတချို့ရဲ့ခန့်မှန်းချက်အရ2030ခုနှစ်အထိယင်းနှီးမြှုပ်နှံမှုပမာဏအမေရိကန်ဒေါ်လာ650ဘီလီယံလိုအပ်မှာဖြစ်တယ်လို့အခြေခံအဆောက်အအုံတို့ရဲ့ယင်းနှီးမြှုပ်နှံမှုပမာဏအမေရိကန်ဒေါ်လာ320ဘီလီယံလိုအပ်မှာဖြစ်တယ်လို့လည်းဆိုပါရတယ်ကျွန်တော်ညွှန်ပြဝင်ပါ